တမမိတ်ဆွေညီကိုမောင်မတို့ကျွန်တော်ရဲ့ကဘာကြီးမှာဘာသာပေါင်းစုံအများကြီးရှိနေပါတယ်။ဒါကတကယ်ဖြစ်ရှိတရားဖြစ်တယ်။ဒါကြောင့်လူတွေကဒီမျိုးနဲ့ဘာသာတရားခံယူယုံကြည်ချက်မတူတဲ့အခြားလူတွေကိုတီးခံနိုင်ဖို့ကြိုးစားရမယ်။သူတို့ကိုလက်ခံနိုင်အောင်သူတို့ကိုယုံကြည်လေးစားနိုင်အောင်ကြိုးစားဖို့လိုတယ်။သူတို့နဲ့အတူလက်တွဲပြီးတော့ငြိမ်းချမ်းရေးကိုဆောင်ရွက်နိုင်ဖို့အစဉ်အသင့်ရှိကြရမှာဖြစ်တယ်။ ဘာသာရေးတီးခတ်မှုလို့ဆိုတဲ့အခါမှာဒီစကားလုံးကအနှုတ်လက္ခဏာအတိတ်ပဲတက်ရောက်နေတယ်လို့ထင်ရပါတယ်တခြားဘာသာက မကောင်းဆိုးဝါးဖြစ်နေလို့ဒါကိုပဲတီးခတ်နေရတယ်လို့လို့တခြားဘာသာကိုလက်မခံခြင်းပေမဲ့အောင်အီးပြီးတော့လက်သင့်ခံနေရတယ်လို့လို့ချမှတ်ထားတဲ့အကန့်သက်ပေါင်းအတွင်းမှာပဲလက်ခံတယ်လို့လို့အတိတ်ပဲမျိုးပေါက်နေတယ်လို့ထင်မြင်ရပါတယ်ဒါပေမဲ့ဘာသာရေးတီးခတ်မှုဆိုတာအပေါင်းလက္ခဏာအတိတ်ပဲဖြစ်အောင်ပို့ပြီးတော့ လက်ခံနိုင်ပွဲဖြစ်တဲ့အထိပ္ပယ်မျိုးဖြစ်အောင်ပြုလုပ်နိုင်ပါတယ်။ဘာသာရေးတီးခန့်ခြင်းဆိုတာအခြားဘာသာတွေရဲ့အကြောင်းတရားတွေကိုယိုသေလေးစားခြင်းအခြားဘာသာဝင်တွေကိုလက်ခံခြင်းသူတို့နဲ့အတူလက်တွဲဆောင်ရွက်လိုခြင်းအထိပ္ပယ်ဖြစ်ပါတယ်။အခြားဘာသာတွေကိုလက်ခံခြင်းဆိုတာကသူတို့ယုံကြည်သမျှအားလုံးသူတို့ပြုလုပ်သမျှအားလုံးတို့ကိုသဘောတူရမယ်လို့မဆိုလိုပါဘူး။ ဘာသာရေးကိစ္စမှာအားလုံးတပြေးညီအတူတူဖြစ်ရမယ်ဆိုပြီးတော့အတင်းမပြုတ်လို့ဖို့ပဲဖြစ်ပါတယ်ဆိုလိုတာကဘာသာရေးကိစ္စတွေမှာဘာသာတရားယုံကြည်မှုများမှာလူတိုင်းဟာလွတ်လပ်ခွင့်ရှိရမယ်ဆိုပြီးတော့ဆိုလိုခြင်းဖြစ်ပါတယ်မိသားစုလေးတစ်ခုတည်းမှာတောင်မှမိသားစုတွေငြိမ်းချမ်းအောင်အကွဲပြားတွေမဖြစ်အောင်ဆိုပြီးတော့မိသားစုဝင်တွေအားလုံးကို မိจิตဘူးတွေကမိจิตဆန်လေးတွေလို့အားလုံးတပြေးညီဖြစ်သွားအောင်လှုပ်လို့မရနိုင်ပါဘူးမိသားစုဝင်တရားစီတိုင်းကိုသူ့အရှိကို အရှိတိုင်းခြားနာမှုတွေကို မတူတာတွေကိုလက်ခံရမှာဖြစ်ပါတယ်ယူတည်လေးစားရမှာဖြစ်ပါတယ်ဘာသာပေါင်းစုံရှိတဲ့လူတိုင်းဝန်ကြီးတွေမှာဆိုရင်ပြဿနာကပိုပြီးတော့ကြီးမားလာပါတယ်အခြားဘာသာကဘာသာဝင်တွေနဲ့အတူလက်တွဲပြီးတော့ လှုပ်ဆောင်ခြင်းမပြုလုပ်လို့တဲ့လူတယောက်ဟာမရင်ကျက်တဲ့သူဖြစ်ပါတယ်။တခါကရာဘီကြီးတယောက်ကသူ့ရဲ့တပည့်တွေကိုသွန်သင်တယ်။သင်ဟာနေခင်းအလင်းရောင်ထဲမှာရှိနေသလား။ညအမောင်သူကြီးထဲမှာရှိနေသလားဆိုတာကိုခွဲခြားသိနိုင်တဲ့နီလန်ကအရှိမရှိနေတဲ့တရဝါကတိုးလားခွေလားခွဲခြားနိုင်တဲ့အချိန်မှမဟုတ်ဘူး။ အချိန်မှရှိနေတဲ့အပင်ကစပြစ်ပင်လားသဖမ်းပင်လားကိုယ်ကပြပြမြင်နိုင်တဲ့အချိန်မျိုးမှမဟုတ်ဘူးအခြားလူတွေရဲ့မျက်နှာကိုကြည့်ပြီးတော့သူတို့တွေကငှားရဲ့ညီကိုမောင်နှမတွေပါလားဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ရင်တင့်မှာကောင်းတဲ့အလေးအောင်ရှိရဲ့ဘာသာရေးလွတ်လပ်ခွင့်ကိုလေးစားဖို့လိုပါတယ်ဘာသာရေးလွတ်လပ်ခွင့်ရှိရင်မျှတခြင်းတရားခြင်းငြိမ်းချမ်းခြင်းပဋိပက္ခဂင်ရှင်ခြင်း အတူလက်တွဲကြရဲ့အာပီချင်းညီညွတ်ချင်းမတူညီမှုများအလယ်၌စီလုံးချင်းကိုရှိစေဖို့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ဘာသာတစ်ခုခုကလူတွေကိုခွဲခြားဆက်ဆံကြမယ်။နောက်ပြီးတော့ပိုဆိုးတာကညီမနှိမ့်ဆက်ခြင်းတွေပြုမယ်ဆိုရင်တိမခံခြင်းအခြေအနေတင်းပါမှု၊ပြန်ဆိုင်မှု အချမ်းဖက်ခြင်းတွေဖြစ်လာနိုင်ပါလေ။ဒါအပြင်ဘာသာတစ်ခုနဲ့တစ်ခုကြားမှာအပြန်အလှန်လေးစားခြင်းညီညွတ်ချင်းမရှိကြဘူးဆိုရင် ဘာသာတရားမလေးစားတဲ့သူတွေတရားကိုမယုံကြည်ဘာသာတရားမရှိတဲ့သူတွေကဘာသာတွေအားလုံးကိုလောင်ပြောင်တယောစရာဖြစ်လာစေပါတယ်လူသားဝိုင်းအတွင်းမှာဖြစ်နေတဲ့မကောင်းတာတွေအားလုံးဟာဘာသာတရားတွေကြောင့်ဖြစ်ရတာဆိုပြီးတော့သူတို့ကဆွဆွဲကြပါလိမ့်မယ်ဒါကြောင့်ငင်းချင်ကြီးကိုလိုချင်ဘာသာတရားနဲ့ပတ်သက်ရင် အခြားလူတွေကို လေးစားမှုရှိရမှာဖြစ်ပါတယ်လူအယောက်တိုင်းစီရဲ့ လူကုံတိတ်ခါရဲ့အဓိကလိုအပ်ချက်တစ်ခုအဖြစ်ဘာသာရေးလက်ခွင့်ဟာလူအခွင့်အရေးများအားလုံးလူအခွင့်အရေးများဖွဲ့စည်းပုံရဲ့တောင်းကြောက်ဖြစ်တယ်လို့1988ခုနှစ်ကမ္ဘာငင်းချမ်းရေးနေ့မှာပေါ်ရမင်းကြီးဂျုံဘောဒီစကန်ကမိတ်ဆွေခဲ့ပါတယ်။တမမိတ်ဆွေညီကိုမောင်တို့အရောက်စီတိုင်းကိုကာရရဲ့ချမ်းမာခြင်းစေရင်ချမ်းခြင်းအစဉ်ရှိကြပါစေ။